အိမ်တော်မရှိတဲ့ဒဂိုရီအထီးကျန်လူငယ်တွေအများဆုံးရှိတဲ့နိုင်ငံမင်္ဂလာပါယူသက်အနေနဲ့ဒိမန်ပရိသတ်ကြီးရေကျွန်တော်တို့တွေရေးစားလဲမရှိအိမ်တော်လဲမရှိပဲနဲ့တယောက်တည်းနေထိုင်ကြတာဟာလူငယ်တွေတော်တော်များများဖြစ်လာတယ်လို့စိတ်ထဲမှာတွေးမိနေလို့ရှိရင်ဒီနိုင်ငံကိုသွားလိုက်ပါဒီနိုင်ငံမှာဆိုရင်ရေးစားထားဖို့တွေအိမ်တော်ပြုဖို့တွေစိတ်ဝင်စားမှု လုံးဝနှီးပါမရှိကြပါဘူးဒီလိုထူးခြားတဲ့လူမှုရေးပြောင်းလဲမှုနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံကတော့ နီးပညာနဲ့ယဉ်ကျေးမှုအရကမ္ဘာမှာအတိုးတက်ဆုံးမလို့နာမည်ကြီးတဲ့ဂျပန်နိုင်ငံဖြစ်ပါလိမ့်။ဘာကြောင့်များလူငယ်တွေဟာအချင်းနဲ့အိမ်တော်ကြီးကိုရှောင်ရှားနေကြတာလဲ။လူပြိုလူလူဥယျာဉ်အများဆုံးဖြစ်လာခြင်းရဲ့နောက်ကွယ်မှာဘလို့လေးဝါချက်တွေများရှိလို့နေပါသလဲ။ဂျပန်နိုင်ငံမှာလက်ရှိယဉ်ဆိုင်နေရတဲ့အဲ့ဒီပြဿနာကိုတော့အိမ်တော်ကြီးကိုညှဉ်းဆန်တဲ့လက္ခဏာစုလို့ခေါ်ဝေါ်ကြပါလိမ့်။ အစိုးရရဲ့စစ်တမ်းဒီအရဂျပန်လူငယ်ရီရဲ့90ရာခိုင်နှုန်းကျော်ဟာအခြေရင်းနဲ့လိမ်ပိုင်းဆိုင်ရာဆက်ဆံမှုတွေကိုစိတ်ဝင်စားမှုလုံးဝနှီးပါမရှိတော့ဘူးလို့တွေးရပါသည်။ဒါ့အပြင်လူပြိုလူလူဦးရေဟာတနေ့တနေ့ပုံမှုမြင့်တက်လာနေပြီးအိမ်အောင်ပြုတဲ့အသက်အရွယ်ကလည်းပဲတဖြည်းဖြည်းနောက်ကျလာတာကြောင့်ဂျပန်ဟာကမ္ဘာလူပြိုလူလူအများဆုံးနေရာတွေကနိုင်ငံတစ်ခုအဖြစ်ဖြည်းဖြည်းချင်းရပ်တည်လို့လာပါသည်။ဒီလိုဖြစ်ရခြင်းအဓိကအကြောင်းရင်းကတော့စီးပွားရေးဆိုင်ရာဖိအားများပဲဖြစ်ပါသည်။ ဂျပန်နိုင်ငံမှာအလုတ်ကိုင်းတွေဟာပြင်းထန်ပြီးတော့လုပ်ငန်းခွင်ယဉ်ကျေးမှုအရဝန်ထမ်းတွေဟာအချိန်ပိုပြီးအများပြားလုပ်ကန်ရလေးရှိပါသည်ဂျပန်လူမျိုးတွေကလည်းပဲဒါကိုပြောကြတာပါဒါကြောင့်လူငယ်တွေဟာသူတို့ကိုယ်ပိုင်ဘဝနဲ့အခြေရေးအတွက်အချိန်ပေးဖို့အခွင့်အရေးနှေးပါလာကြပြီးမိသားစုတစုကိုတည်ထောင်မှုအတွက်လိုအပ်တဲ့ငွေကြေးနဲ့စိတ်ပိုင်းဆိုင်ရာတာဝန်ယူမှုကိုပါရှောင်ရှားလာခြင်းကြတာဖြစ်ပါသည်အထူးသဖြင့်အမျိုးသားတွေဟာအိမ်အောင်ဦးစီးရဲ့တာဝန်ကိုမထမ်းဆောင်လို့ပဲတကူရဲပဲရှောက်ဒိုးချင်တာမျိုးကိုလှုပ်လာကြပါသည် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့နီးပညာနဲ့ virtual world လို့ခေါ်တဲ့အတူရောင်ကဘာရဲ့လွှမ်းမိုးမှုပါဂျပန်လူငယ်ရီဟာလူမှုဆက်ဆံရေးအခြေအရေးကိုစိတ်ဝင်စားမှုနဲ့ပေါလာပြီးဂိမ်းကစားတာကတ်တွန်းတွေဖတ်တာကတ်တွန်းတွေကြည့်တာအင်တာနက်ကိုအသုံးပြုခြင်းတို့လိုမျိုးဒီလိုယာရီကိုပို့ပြီးတော့နှစ်သက်ကြပါလိအချို့သောလူငယ်တွေမှာဆိုရင်တကယ်လူအစ်စ်တငယ်ချင်းတော့မဟုတ်ဖိနေ virtual friend လို့ခေါ်တဲ့တငယ်ချင်းတွေ virtual girlfriend လို့ခေါ်တဲ့အတူအရောင်ရီးစားအတူတွေနဲ့သာဆက်သွယ်ပြီးစိတ်ချနေမှုရယူကြတဲ့အတွက် လူအစ်စ်အမှန်နေနဲ့ရင်ဆိုင်ရမယ့်ဆက်ဆံရေးကိုလည်းရှောင်ရှားလို့နေကြပါလိမ့်။ဒီလိုလူမျိုးလူလူဦးရေများပြားလာခြင်းရဲ့နောက်ဆက်တွဲရလဒ်ကဂျပန်နိုင်ငံရဲ့မွေးဖွားနှုန်းအလွန်အမင်းကျဆင်းလာတာပါ။လူငယ်စုံတွေရဲ့အိမ်တော်မပြုတ်တော့တဲ့အခါမှာကလေးမွေးဖွားမှုနှုန်းဟာအနိုင်ဆုံးအဆင့်ကိုရောက်ရှိလာပြီးနိုင်ငံရဲ့အသက်အရွယ်ဖွဲ့စည်းပုံမှာလူကြီးဦးရေများပြားလာပြီးတော့အလုံးလုံးနိုင်တဲ့လူငယ်ဦးရေနေပါသွားတာကြောင့်မို့လို့လေနိုင်ငံတကာလှုပ်သားတွေကိုများများလက်ခံနေရပြီးဖြည့်ရှင်းမှုအတွက်လည်းစူးစမ်းနေကြပါလိမ့်။ ညီကောင်းချောင်းနေနဲ့ပြောရရင်ဂျပန်နိုင်ငံရဲ့လူပြိုလူလွတ်ဥယျာဉ်အများဆုံးဖြစ်ရခြင်းရဲ့ဇာတ်လမ်းဟာစီးပွားရေးဖြစ်အားခိမီနီးပညာရဲ့လွှမ်းမိုးမှုနဲ့ရှေးရိုးစွဲယဉ်ကျေးမှုတို့ကြောင့်ပေါင်းဆက်ဖြစ်ပေါ်လာပြီးထူးခြားတဲ့လူမှုရေးပြောင်းလဲမှုတစ်ခုပဲဖြစ်ပါသည်။ဒီနိုင်ငံရဲ့ခြေနေကကမ္ဘာပေါ်ကအဖွံ့အပြိုးဆုံးနိုင်ငံတွေအတွက်အနာဂတ်မှာရင်ဆိုင်ရတဲ့လူမှုရေးပြဿနာတွေကိုလည်းမီးမောင်းထိုးပြနေပြီးနောက်ထပ်အဖွံ့အပြိုးတိုးတက်လာမယ့်နိုင်ငံတွေကလည်းဒါကူသင်ကန်းစာယူပြီးသူတို့အလဲမှမဖြစ်စေဖို့အတွက်အများကြီးပြင်ဆင်ပြောင်းလဲမှုတွေပြုလုပ်နေကြပါသေးတယ်။